မြန်မာနိုင်ငံရှိအမြင့်ဆုံးတောင်ကြီး၅ခုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့အတွက်ခြေသေးတို့ crazy အန်ကနေပြီးတော့တင်ဆက်ပေးသွားမှာကတော့မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်တွေရမှမြန်မာနိုင်ငံမြောက်ဖျားပိုင်းကချင်ပြည်နယ်မှာတည်ရှိတဲ့ရေကဲတောင်တန်းတွေကမှအမြင့်ဆုံးရေကဲတောင်ကြီး၅ခုအကြောင်းပဲဖြစ်ပါတယ်။နံပါတ်က Fangren Razi တောင် Fangren Razi ကလည်းမြန်မာနိုင်ငံမှာရှိတဲ့အမြင့်ဆုံးတောင်တွေကမှတစ်ခုပဲဖြစ်ပါတယ်။ Fangren Razi တောင်ရဲ့အမြင့်ကတော့မီတာအားဖြင့်4328မီတာ၊ပေအားဖြင့်14199ပေခန့်ရှိပါတယ်။အရှိတောင်အရှမှာဆိုရင်လည်းအမြင့်ဆုံးတောင်များစင်းရတစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ဖက်ကက်ချင်ပြည်နယ်မှာတည်ရှိတာပဲဖြစ်ပါတယ်။2019ခုနှစ်ဧပြီလ12ရက်နေ့မှာ The Sumatra တောင်တက်အဖွဲ့အား Fangran Razi တောင်ထိပ်ကိုတက်ရောက်နိုင်ခဲ့ပြီးတော့ပြန်အစင်းခီးလမ်းမှာတော့အသက်28နှစ်အရွယ်အဖွဲ့ဝင်အမျိုးသမီးတဦးကမတော်တဆခြေချော်ပြီးတော့ပေလီတောင်ခက်အနက်ရှိတောင်ကပားကနေဖြုတ်ချခဲ့ပြီးတော့ကွယ်လွန်ခဲ့တယ်လို့လည်းသိရပါတယ်။ နံပါတ်လေးတမီရာစီတောင်းတမီရာစီကမြန်မာနိုင်ငံမှာရှိတဲ့အမြင့်မားဆုံးတောင်တစ်ခုလည်းဖြစ်ပါတယ်အမြင့်ပေးရဟာ9,100မီတာ PR ဖြစ်ကတော့16,836ပေခန့်ရှိပါတယ်။အရှိတောင်အရှာမှာရှိတဲ့အမြင့်ဆုံးတောင်တွေရတစ်ခုဖြစ်ပါတယ်။တမီရာစီတောင်ကလည်းမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာရှိရှိတာပဲဖြစ်ပါတယ်။နံပါတ်3ဒင်းတောင်ရာစီတောင် ဒင်းဒါရာစီကလည်းမြန်မာနိုင်ငံမှာရှိတဲ့အမြင့်ဆုံးထောင်လေးတွေကတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။အမြင့်ပေကတော့9464မီတာပေအားဖြစ်ဆိုရင်တော့18928ပေရှိပါတယ်။အရှိတောင်အရှမှာရှိတဲ့အမြင့်ဆုံးတောင်လေတွေကတစ်ခုလည်းဖြစ်ပါတယ်။ဒင်ဒါရာစီတောင်ကမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာတည်ရှိတာပဲဖြစ်ပါတယ်။ဒီလိုနိုင်ငံရဲ့အနေနဲ့အနီးမှာတည်ရှိတာဖြစ်ပါတယ်ရှင်။ နံပါတ်နဲ့ဂယ်လန်ရာစီတောင်ဂယ်လန်ရာစီကအရှိတောင်အရှမှာပါအမြင့်ဆုံးတောင်တွေထဲရတစ်တောင်ဖြစ်ပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာတရှိရာဖြစ်ပါတယ်ဂယ်လန်ရာစီက ခါကာပိုရာစီအမျိုးသားဥယျာဉ်မှာတည်ရှိတာဖြစ်ပြီးတော့ဟိမဝန္တာ တောင်တန်းရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဂလန်ရာစီတောင်ကမြန်မာနဲ့တိဘက်တို့နယ်စပ်မှာတည်ရှိပြီးတော့အိန္ဒိယနယ်ပါ၃နိုင်ငံတွေ့ဆုံရာနေရာမှာ15ကီလိုမီတာအကွာမှာတည်ရှိရပဲဖြစ်ပါတယ်။၅ .88 ကီလိုမီတာအမြင့်ရှိတဲ့ခါကာပိုရာစီကဂလန်ရာစီမှာ၆ .6 ကီလိုမီတာအကွာမှာတည်ရှိရပဲဖြစ်ပါတယ်။ ကလရာစီရလေတနစ်ဖက်လုံးစင်းနေနေရေခဲတွေဖုံးလွှမ်းလျက်ရှိတဲ့ရေခဲတောင်ကြီးတစ်ထောင်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံအမြေတိုင်းဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရကလရာစီတောင်ဟာနှမ်းဖက်ကြောင့်အမျိုးအစားဖြစ်တယ်လို့သိရပါတယ် နံပါတ်၁ကာကာဘိုရစီတောင်ကာကာဘိုရစီတောင် ကတော့အရှိတောင်အာရှရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီးတော့မြန်မာနိုင်ငံကချင်ပြည်နယ်မြောက်ပိုင်းနယ်စပ်မှာတရှိရာပဲဖြစ်ပါတယ်။ကာကာဘိုရစီကတိဘက်စကားကာကာဘိုရစီမှဆင်းသက်လာတာဖြစ်ပြီးတော့တိဘက်ဘာသာအရခါဟာနှင်းခါဘိုကအဖြူလို့အနက်အဓိပ္ပာယ်ရပါတယ်။ကာကာဘိုရစီကတော့ကချင်ပြည်နယ်မှာရှိတဲ့ရဝံလူမျိုးတွေရဲ့စကားဖြစ်ပြီးတော့ကာကာဘူဆိုတာကတော့အတန်များထွက်ခြင်းပြောခြင်းရာဇီ ဆိုတာကတော့တောင်လို့အဓိပ္ပာယ်ရပြီးအတန်ထွက်သောတောင်လို့အဓိပ္ပာယ်ရပါတယ်။ဟိမဝန္တာတောင်တန်းနဲ့ဆက်သွယ်လျက်ရှိပြီးတော့ပင်လယ်ရေမျက်နှာပြင်အထက်9887မီတာ ပေအားဖြင့်19296ပေမြင်ပါတယ်။အမြင်ပေ19296ရှိပြီးတော့တချို့သောမှတ်တမ်းတွေမှာတော့19314ပေမြင်နေလို့လဲဆိုကြပါတယ်။မြောင်းလက်တီတို့28ဒီဂရီ78ပေအရှိလောင်လီတို့69ဒီဂရီ32ပေအကြားမှာတရှိပါတယ်။တနစ်ပတ်လုံးစီးနင်းနေဖုံးလွှမ်းလျက်ရှိပြီးတော့ ဒီဘက်နဲ့မြန်မာနိုင်ငံနဲ့နမိတ်အဖြစ်လဲပိုင်းခြားထားပါတယ်။ဒီဘက်နယ်စပ်နဲ့နှမိုင်ခန့်သာဝေးပြီးတော့မချမ်းပုံမျိုးရဲ့အနောက်မြောက်ဘက်မိုင်80ကျော်မှာတရှိရမယ်ဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျွန်တော်တို့ crazy အနာမိပြီးတော့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။